ကျမ်းမာတော်မူကြပါစခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ26ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကြောက်ကြီးမြို့နယ်မှာမင်္ဂလာဆောင်နေအိမ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျက်မှုသရုပ်သမီးနော်ကမွေးဖောအပါအဝင်တေဆုံးသူ12ဦးအထိတိုးလာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးရွာမှာရှိတဲ့မင်္ဂလာဆောင်နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်သတို့သမီးနော်ကမွေးဖောအပါအဝင်တေဆုံးသူ၁၂ဦးထိတိုးလာကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ယမန်နေ့မေလ၂၅ရက်နေ့နနက်၉နာရီခန့်အချိန်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးရွာမင်္ဂလာဆောင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်အသက်၅နှစ်အရွယ်ကလေး၂ဦးနဲ့သတို့သမီးအပါအဝင်ပြည်သူ၁၂ဦးတေဆုံးကား အတမပြည့်သေးတဲ့ကလင်းငယ်73ဦးအပါအဝင်ပြည်သူ39ဦးပြင်းထန်တန်ရာရရှိခဲ့ကြောင်းဒါအပြင်နေအိမ်7လုံးဈေးဆိုင်1လုံးတဲ1လုံးဝတ်တဲ1လုံးလေထုံ7လုံးအင်တာ1လုံးနဲ့စာတင်ကျောင်းခြံတို့ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်အကြံဖတ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကင်မရှိတဲ့ဒေသပြည်သူများနေထိုင်တဲ့ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ထိုလီကျောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ12ဦးမှာ အသက်38နှစ်အရွယ်နော်ဖောတာရှုအသက်35နှစ်အရွယ်နော်ဖောတရာဝါအသက်5နှစ်အရွယ်စောနေဘလူးမူအသက်46နှစ်အရွယ်နော်ဂျူပလီအသက်5နှစ်အရွယ်နော်ဆုတူတူအောင်အသက်22နှစ်အရွယ်သရိုးသမီးနော်ကမွီဖောအသက်19နှစ်အရွယ်မောင်တူတူအသက်16နှစ်အရွယ်မောင်မြင့်မြန်ဟိအသက်52နှစ်အရွယ်နော်ဘူးလာဖောအသက်18နှစ်အရွယ်နော်စေးကပူဖော် အသက်40နှစ်အရွယ်နော်အလာဖောအသက်44နှစ်အရွယ်ဆော့ပလေတို့ဖြစ်ကြပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အပြင်းအထန်ဒဏ်ရာရရှိသူ38ဦးရှိပြီးကလင်းငယ်များနဲ့တက်ကြီးရွယ်အိုများပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတက်ကြွကြီးတဦးသေဆုံးပြစ်ခတ်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးမြို့အင်းဝဗန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီး တက်ကြက်ကြီးကိုတနက်ပြတ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေတယ်လို့စစ်ကောင်စီတပ်တွေလိုက်လံရှာဖွေနေကြောင်းသိရှိရပါတယ်။မနေ့ကမေလ25ရက်နေ့နေ့လယ်12နာရီအချိန်မှာမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ဇေးကျိုနာယီစဉ်အနီးကအင်းဝဘန်းမှာလုံချုံကြီးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြေမနက်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်တာလို့သိရှိရပါတယ်။အခြားအဆင့်တက်ကြက်ကြီးကိုမကြေနပ်ပြီးတပ်သားကပြစ်တာလို့သိရတယ်။တက်ကြက်ကြီးကတော့တည်တယ် မနီကတေလာကလေးကအသက်မပါဘူးလို့ပြောတယ်။တခြားအဆင့်တစ်ယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတူကပြောပါတယ်။ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တပ်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့နန်းတွင်းအလေပိုင်းတိုင်းစစ်တနာချုပ်လပခါကိုလည်းညနေပိုင်းဆိုအဝင်းအထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီမှာနေထိုင်သူတူကဆိုပါတယ်။အချင်းချင်းများပြစ်လိုက်ရင်လက်ကိုတန်းနေတာပဲ။အခုဘာမှမဆိုင်နဲ့ကိုရီကိုပါစီကန်လိုက်ကျက်နေပြီလို့စစ်ကောင်စီအရာရှိတူကပြောပါတယ်။ မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးစည်းကြိုကဆိုင်တချို့လဲကြောက်လန့်ကပိတ်သွားတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်တနာချုပ်နာမခကိုတရက်ခွန်မမရှွတ်တိုက်ဒုံများဖြင့်တိုက်ခိုက်စစ်သားအသေးအပြောက်များကစစ်တပ်လေဒီတွေကို အတိတ်ကတူလောင်ထားတဲ့ကိုတော်မီလောင်ပျက်စီးသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်တနာချုပ်နာမခအတွင်းကိုတရက်ခွန်မမရှွတ်တိုက်ဒုံခုနှစ်လုံးနဲ့ပြစ်ခတ်ရာမှာ ၆လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကနေသတင်းထုတ်ပြန်လာပါတယ်။မေလ25ရက်နေ့ယမန်နေ့ကည9နာရီဝန်းကျင်အချိန်မှာအဆိုပါနမခအတွင်းကို BWM အဖွဲ့ရဲ့ဥဆောင်မှုနဲ့အတူ Normal Detectorship NMD နဲ့ Shadow မုံရွာအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေမြေကန်တပ်ဖွဲ့တွေဖြစ်တဲ့ရန်ကြီးအောင်အဖွဲ့ဘူးတလင် Mobile Team အဖွဲ့နေမြေကန်ပကဖရွှေတရီကန်မဟာမိတ်တပ်ရင်း Justice Brother Force အဖွဲ့တို့ကဝိုင်းဝန်းကူညီပေးခဲ့တယ်လို့သိရှိရပါတယ်။ထိခိုက်မှုကတော့ရှိနိုင်ပါတယ်။ short တိုက်ဒုံးတွေကနမခအတွင်းတွေကိုကျသွားလို့ပါ။ပြည်သူတွေကိုဒုက္ခပေးနေတဲ့စစ်တပ်လေဒီတွေကိုအတိတ်ကတူလောင်ထားတဲ့ကိုတောင်ထိခိုက်မိလောင်ပြတ်သွားတယ်လို့ BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။အနောက်မြောက်တိုင်းစစ်ထဏာချုပ်နမခဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ကတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့တွေကိုအတိတ်ကအမိန်ပေးကုတ်ကဲနေတဲ့စစ်ထဏာချုပ်ဖြစ်ပြီးအဲ့ဒီဒေသတွေကတော်လန်ရင်အားစုတွေနဲ့ အညာဒေတာတွေကပြည်သူတွေကိုအ धिक ဒုက္ခပေးနေတဲ့စစ်တပ်လေကြီးတွေကိုအ धिक တူလောင်ထားရှိတဲ့စစ်ကောင်စီဌာနချုပ်ဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်အိုတိန်တွင်းရွာဘုံချင်းမှုကိစ္စအပါအဝင်အညာဒေတာကိုလေကြောင်းတိုက်ခိုက်မှုအရက်သားပြည်သူတွေကိုတပ်ဖြတ်မှုစတဲ့အကြမ်းဖက်မှုတွေကိုအ धिक ကြိုးကန်ချဲလဲကုတ်ကဲနေတဲ့စစ်ဌာနချုပ်တခုလည်းဖြစ်တာကြောင့် BWM နဲ့မဟာမိတ်အဖွဲ့တွေက BWM ရဲ့ Mission 39အဖြစ်ပေါ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ပြက်ကတ်လိုက်တဲ့ short တိုက်ဒုံးတွေ တိရောက်ပေါက်ပွဲမှုကြောင့်နာမကအတွင်းကနေချက်ချင်းတံပြန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကထိခိုက်မှုများနိုင်ကြောင်းကနအူးစုံစမ်းသိရှိရပြီးဆက်လက်သိရှိရတာတွေကိုလည်းအချိန်နဲ့တပြေးညီထုတ်ပြန်သွားမယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မန္တလေးမှာဓမြရန်ကာကွယ်နိုင်ရေး Guardian Link စနစ်တက်စင်ရန်ရွှေဆိုင်နဲ့ပန်များထံမှချက်စနသိန်းတောင်းခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးမှာရွှေဆိုင်နဲ့ဘန်တွေဓမြအတိုက်မခံရအောင် Guardian Link စနစ်နဲ့ကာကွယ်သွားမှာဖြစ်ပြီး အဲ့ဒီကုံကြစည်အတွက်ရွှေဆိုင်နဲ့ဗန်တွေကတိုင်းရဲတပ်ဖွဲ့ကိုစက်ဖိုးကုံကြစည်12သိန်းပေးရမယ်လို့ရဲမှုချုပ်ဝင်းဘိုကပြောပါတယ်။မေလ25ရက်မနက်ကမန္တလေးတိုင်းရဲတပ်ဖွဲ့မှုရုံးမှပြုတ်လုတဲ့မှုကင်းဖြစ်ပွားမှုနဲ့တွေ့ရှိရတဲ့အားနည်းချက်များပေါ်ရှင်းလင်းဆွေးနွေးခြင်းနဲ့ Guardian Link စနစ်နဲ့တရားခဏ်တွေကိုအချိန်မီဖမ်းဆီးနိုင်တဲ့အစီအမံများဆွေးနွေးခြင်းအခမ်းအနားမှာရဲမှုချုပ်ဝင်းဘိုကပြောခဲ့တာပါ။မန္တလေးမှာနောက်ဆိုဓမြမှုလူရက်မှုတွေဖြစ်တော့မှာမဟုတ်ဘူး။ ပိုင်ရှင်တွေဘက်ကဖုန်းထဲမှာ Guardian Link စနစ်ကိုသာထည့်ထားမယ်ဆိုရင်ဓမြတိုက်တာနဲ့ရဲကိုချက်ချင်းအဲ့ဒီစနစ်ကအတိပေးလိမ့်မယ်။ဒါဆိုရဲကချက်ချင်းဖမ်းနိုင်တယ်။အဲ့ဒီကုန်ကြစည်းအတွက်ချွေဆိုင်နဲ့ဘန်တွေကစက်ဖိုးကုန်ကြခံရမယ်။စက်ဖိုးက12သိန်း၊လစင်ကြီးက1လ2000လို့ဆိုပါတယ်။အဆိုပါစနစ်မှာတက်ဆင်ထားတဲ့ Secretary မှာနေမီရေးစခန်းတွေနဲ့ချိတ်ဆက်ထားပြီးအရေးပေါ်အခြေအနေကြုံလာပါကချက်ချင်းအကြောင်းကြားနိုင်ကလူရဲဓမြတိုက်သူတွေကိုအမြင်ဆုံးဖမ်းမိမှာဖြစ်တယ်လို့ရဲမှူးချုပ်ကဆက်ပြောပါတယ်။ Guardian Link Press Connect Project စနစ်ကိုတနင်္သာရီတိုင်းရေးတပ်ဖွဲ့ကစတင်အသုံးပြုခဲ့ပြီးနှီးပညာကိုအခြေခံထားတဲ့အတွက်စနစ်မှာကောင်းမွန်ပေမဲ့နှီးပညာကျွမ်းကျင်မှုမရှိတဲ့ရေးတပ်ဖွဲ့ကြောင့်တက်ဆင်ထားသူပိုပြီးဒုက္ခရောက်ရကြောင်းဗိမ့်မြို့နယ်အုတ်ချုပ်ရေးနယ်နှီးဆက်သူတယောက်ကပြောပါတယ်။စနစ်ကကောင်းပါတယ်။ရေစကန်တွေနဲ့ဓာတ်ရိုက်ချိန်ထားတာ။ဒါပေမဲ့ရဲတွေကစာမတက်တော့မတုံးတက်ဘူး။အဲ့ဒီစနစ်တက်ပြီးဗိမ့်မှာလူရဲမှုဖြစ်တော့ဆိုင်က Guardian Link ကနေရဲကိုအကြောင်းကြတာ။ရဲစကန်ဘက်ကစနစ်ကိုပိတ်ထားတော့ ဆိုင်ငါပစ္စည်းတွေရောအဲ့ဒီ software ထည့်ထားတဲ့ဖုန်းပါလူသွားတဲ့သူကယူသွားတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းအတွင်း2024ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာရွှေဆိုင်14ဆိုင်တမျှတိုက်ခံရပြီးနောက် Guardian Link နည်းပညာစနစ်ကိုအသုံးပြုဖို့မန္တလေးတိုင်းရဲတပ်ဖွဲ့ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ထမံသိရှိရတဲ့သတင်းကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုနိုင်ငံရေးလှည့်ဖြားမှုအဖြစ်အာဆီယံဥက္ကဋ္ဌပယ်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ရန်တောင်းဆိုလိုက်ပြီးစစ်ကောင်စီရဲ့အဆိုပြုထားတဲ့ရွေးကောက်ပွဲများကိုနိုင်ငံရေးလှည့်ဖျားမှုအဖြစ်ပယ်ချလိုက်ပါတယ်။မလေးရှားနိုင်ငံဂျာယီဝကြီးမိုဟာမက်ဟာဆန်က2021ခုနှစ်ကမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာနေဆက်ဖြတ်ကျော်ထွက်ပြေးလာသူများနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများကိုအားပေးအမြောက်ပြုလျက်နေဆက်များကိုပုံမှုပြန့်နှံ့နေကြောင်းတတိပေးခဲ့ပါတယ်။ အာဆီယံရဲ့ယက်တီချက်ဖြစ်တဲ့ပြည်တွင်းရေးကိစ္စများမှာဝင်ရောက်မဆွတ်ဖက်မှုယက်တီချက်ကိုထပ်မံအတည်ပြုခဲ့တယ်လို့အာဆီယံဟာအချက်အတဲကိုပြည်တွင်းမှာဖြည့်ရှင်းရေးအတွက်အလေးထားတိုက်တွန်းခဲ့ပါတယ်။မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ဟာငင်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်ရန်အခွင့်အရေးအသစ်တစ်ခုဖန်တီးပေးခဲ့ကြောင်းလဲဟာဆန်ကပြောကြားပါတယ်။အာဆီယံရဲ့ထိတွေ့ဆက်ဆံမှုကိုအားကောင်းစေရန်ရည်ရွယ်၍ဟာဆန်ကမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးတန်တမန်တအုပ်ကို၃နှစ်တက်တန်းဖြင့်ခန့်အပ်ရန်အစီအစဉ်များကိုကြေညာခဲ့ပြီး လက်ရှိဥက္ကဋ္ဌတာဝန်နဲ့အတူ20အလှည့်ကျတာဝန်ယူရတဲ့စနစ်ကိုအစားထိုးသွားမယ်လို့ဆိုပါတယ်။အထူးတပ်တမန်အသက်ဟာဇွန်လမှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မျှော်လင့်ရပါတယ်။ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပရန်စီစဉ်ထားတဲ့မြို့တီရွေးကောက်ပွဲမဆိုတရားဝင်အဖြစ်သတ်မှတ်ခံရရန်တပ်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်ရမှာဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။အတိုက်အခံအဖွဲ့အများစုကိုပိတ်ပင်ထားခြင်းတို့မဟုတ်မဲပေးခြင်းကိုမြန်မာပြည်သူများကကန့်ကွက်နေကြကြောင်း စစ်တပ်ဟာနိုင်ငံရဲ့နေရာအများအပြားကိုထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းကိုအထင်အမြင်လွဲမှားစေဖို့အတွက်ရွေးကောက်ပွဲလုပ်နေတာဘာအတိတ်ပဲရှိလဲလို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမေးခွန်းထုတ်ခဲ့ပါတယ်။မလေးရှားဟာတိုက်ရိုက်ဆွေးနွေးမှုများအဆင်ပြေစေရန်စစ်ကောင်စီနဲ့အတိုက်အခံအဖွဲ့နှစ်ခုလုံးနဲ့တီးခြားဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်လျက်ရှိပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ကမလေးရှားရဲ့ယက်တီချက်ကိုထောက်ခံပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာတည်ငြိမ်မှုပြန်လည်တည်ဆောက်ရေးရဲ့အရေးပါပုံကိုအလေးပေးပြောကြားကငြင်းချမ်းသောနိုင်ငံရေးပြောင်းလဲမှုကိုမောင်းနှင်ရမှာအာဆီယံရဲ့ဗဟိုအခမ်းအနားကိုမိမောင်းထိုးပြခဲ့ပါတယ်။ထိုင်းနိုင်ငံကမလေးရှားရဲ့တန်တမာရေးရာကျိုးပမ်းမှုများနဲ့မြန်မာငလင်တန်ခံရသူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများပါဝင်ကူညီရန်ကတိပြုခဲ့ပါတယ်။ဝန်ကြီးချုပ်ပေထုံတန်ကငင်းချမ်းရေးမြင့်တင်ရန်နေဆက်လုံခြုံရေးနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများကိုတိုက်ဖြတ်ရန်ဒေတာရင်းပုံမှုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီးအာဆီယံရဲ့ပုံသဘောတူညီချက်၅ရပ်ကိုလည်းပြန်လည်အတည်ပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ကပရိပခန့်နဲ့တဘာဝဘေးအန္တရာယ်ခံစားရတဲ့လူမှုအတိုက်အဝန်းများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ရန်လည်းထပ်မံတောင်းဆိုခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။